မှတ်နဲ့လက်မစားခြင်းချမစားခြင်းနဲ့တိုင်းပြည်အတွက်တမတမတ်ရှိတဲ့လူပုဂ္ဂိုလ်ရှိလို့เนาะအမေခစ်တာဒီလိုအမေခစ်ဆိုလဲဒီငလင်းရလှုပ်ချင်မှလှုပ်မှာသူတော်ကအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စစ်အာဏာရှင်စနစ်ကြာရှုံးရမည်သူတို့နိုင်ငံရေးမှာစပွဲဝိုင်းမှာချင်းမဲ့ဆိုရင်တော့ တို့လည်းအထင်အားလို့ဖြစ်စေတို့လည်းအနိုင်ပိုင်းညင်လို့ဖြစ်စေတခုခုပေါ့အခု MNDA လို့ပေါ့လာရှိုးကတချမ်းမေးတချမ်းယူပါဟိုအကုန်လုံးစုတ်သွားတယ်တော့မဟုတ်ပါအကုန်လုံးစုတ်သွားတယ်တော့မထင်ပါဘူးကျမတို့နားမထောင်နဲ့ဘေးကုန်းနဲ့ဩဘေးဆိုပြောပြမယ်ဇွန်နီလာလေးပြောတာငါပြောတာမဟုတ်နော် စမိုင်းပါလို့ရမ်းချမ်းတာလေတဲ့စမိုင်းရဲ့ယောက်ျား phone company ပါတယ်ဆိုလားမသိ share man ဆိုလားပါဆိုအဲ့တော့စမိုင်းကဒီ phone pay တွေကရှင်တို့ရန်ကုန်ဗမာပြည်မှာ phone သုံးတာလူတန်း30လောက်ရှိတနေ့ဟိုတဲ့ဒါစမိုင်းစမိုင်းကိုဇွန်နီလာလေးပြောတာနော်ငါပြောတာမဟုတ်ငါကြားတဲ့ကြားတဲ့တဲ့ဝေမြစမိုင်းကတနေ့ဟို ဖုန်းကတ်တဲ့ကလူတယောက်ရဲ့ဖုန်းတစ်လုံးကနေပြီးတကြက်ပဲယူတယ်။တန်း30လောက်အဲ့တကြက်ကိုယူလိုက်ရဲ့။ဒါ तू ကလောင်းကစားဟိုဂိမ်းနေပိုက်ပါတယ်။အဲ့ဂိမ်းနေသွားပေးနေလူတွေကတော့ကိုကိုဒုက္ခနဲ့ကိုပေါ့နော်။ကျမဆိုလဲအိမ်ကတော့အသေးသေးကသူကကြတော့အဲ့လောင်းကစားဂိမ်းမဟုတ်ဘူး तू ကသူ့ဂိမ်းကိုပါဝါတက်ချင်လို့ပတ်စံထဲတာ။ကျမဆိုရင် gift card နဲ့ထည့်ကိုင်းနေဘာလို့ဆိုကျမတို့ရဲ့ debit card တို့ credit card တို့နဲ့တဲ့ရင် तू အမြဲတမ်း charge လုပ်နေရအောင်အဲ့တော့ तू ကဖုန်းတဖုန်းဖုန်းတစ်လုံးကို तू ကတစ်နေ့ကိုတစ်ချက်ပဲယူဖုန်းအလုံးတန်း30ဆိုတော့ तू ကတစ်နေ့တစ်နေ့ကိုအဲ့တစ်ချက်ကနေပြီးတော့တန်း30ရဒါကြောင့်ရှင်တို့ရှင်မဝဲပြချမ်းပြနေတန်း30ရ तू တို့တစ်နေ့က1000ကျော်လူလိုက်တယ်ပြောတယ်တိန်း1000ကျော် တန်း30ရရဲ့ तू อ่ะတန်း30ဆိုတော့သိန်း3000ပေါ့ဒါစမားရဲ့တနေ့ဝင်ငွေကသိန်း3000ရှိရဲ့ဒါတစ်ချက်ပဲယူသေးတာကဲလို့ तू อ่ะတစ်ချက်မကအောင်ယူလဲဆိုရင် तू อ่ะပတ်စံအများကြီးချမ်းသာမှာအဲ့ဒါ तू များချမ်းသာတယ်ဆိုတာဘလို့နီးနဲ့ချမ်းသာတာလဲဘလို့ကြောင့်ချမ်းသာတာလဲနီးမှန်ရဲ့လားချမ်းသာတယ်ဆိုတာအားနေချမ်းသာတဲ့လူတိုင်းကိုအထင်ကြီးကြမှာမဟုတ်ဘူးတချို့ကစူးစမ်းရင်းနဲ့ချမ်းသာတာ သူဆိုရင်လန်ဒန်ကသူ့ယောက်ျားလန်ဒန်ကကြောင်းပြီးတာလန်ဒန်မပြောင်းနေရဲဘူး USA မှာလာနေရလန်ဒန်မပြောင်းနေရဲဘူးကျွန်တော်တို့ဆိုဒီနိုင်ငံမှာကြီးပွားတယ်ဆိုဥမာဒီပေါက်တယ်ပေါ့နော်ကျွန်တော်အမေရိကန်မှာပဲဆီယမိုင်းလုံးမှာပေါ့အမေရိကန်မှာပဲအိမ်တွေဝယ်ပြီးတော့အဲ luxury တွေရှောက်လုံးမှာပေါ့ဒါကိုနေခဲ့တဲ့နေရာနဲ့ကိုယ့်ရဲ့ background ကရှင်းတာဟုတ်သူလန်ဒန်အင်္ဂလန်လာပြီးတော့သူအမေရိကန်မှာလာနေရတယ် ်အမေရိကန်ဆိုတာကအရင်ရှင်ဒီမိုကရေစီတိုင်းပြည်ပါသူတို့အခုဒေါ်နယ်ထရန့်ဆိုရင်အခု green card ဆိုရင်သူ free ပေးရလို့ gold card တဲ့အဲ့ဒီ gold card သူထုတ်ပေးမှပြောတယ်တဲ့အဲ့ gold card က9သန်းတန်တယ်အဲ့ဒါသူရိုးရိုးလူတွေထုတ်ပေးရင်တော့ကိစ္စမရှိဘူးကမ္ဘာအချမ်းသာဆုံးတစ်သေးတွေလာဝယ်တော့ကိစ္စမရှိဒီစောက်ကူလို့အုပ်စုလာဝယ်တော့ကိစ္စရှိသွားပြီသူတို့မှာ9သန်းဆိုရယ်ပစံနည်းနည်းလေးတိုင်းပြည်ကနေခိုးဆိုးလူရထားတဲ့အတွက် သူတို့မှာ၅သန်းဆိုတာနည်းနည်းလေးကျမတို့ရိုးရိုးလူတွေကဘာလို့မှမပြောပါဘူးသွားပါကျမကျမပိဋကတ်နဲ့ကျမရှိပါတယ်နားမလဲရင်သွားသွားငါဘာငါပြောကြံတောင်ရောက်မြောက်ရငါဘာပြောကြံပြောတာငါလူနဲ့ငါငါပြောတဲ့တည်းမှာအမှန်တရားတွေပြီးပဲအမှားတရားတစ်လုံးမှမပါသုံးသက်တဲ့ဝေဖန်နဲ့နင်းပါကြခြင်းလဲ ညွန့်မှုတွေညွန့်ကျုပ်တွေတွေွားတာကြားကျင်လာအာသူဝချလို့မရတဲ့နာမည်နာမည်ထုတ်ပြောခွင့်မရှိဆိုဟိုကလေးတွေဆိုဆိုနေလေဟိုကြိုက်တဲ့လူတော့ရှိတယ်ငါတို့မှနာမည်ထုတ်ပြောခွင့်မရှိဆိုကလေးတွေစကားနဲ့ပြောအောင်နင်တို့နေပြီးတော့မှညွန့်မှုတွေညွန့်ကျုပ်တွေအများကြီးတွေွားတယ်နင်တို့စိတ်ယုံရလူတွေတွေွားတယ်နာမည်ထုတ်ပြောခွင့်မရှိသတင်းစာထဲမှာနာရေးကြော်ညာခွင့်မရှိအဲ့လိုပြောရမလားအဲ့လိုပြောရမလားငါငါပြောပြီးွားရင်ငါအစအဲ့ဒါနဲ့စား โอเคနောက်နံပါတ်2ကဘာနဲ့ဘာနဲ့ဆက်ပြောမလဲဆိုမန္တလေးမှာမြေတွေကနုသွားတယ်အောက်ကရေတွေကတိုးလာเนาะမန္တလေးတိုင်းရဲ့မြို့တစ်မြို့မှာအဲ့တိုက်ကြီးပြန်ပြီးတော့နောက်တိုက်တလုံးပြိုကြတာဒီတကားငလင်ချောင်းမဟုတ်မြေပြိုတာမြေပြိုလို့အဲ့ထဲမှာလူတွေအများကြီးတိတ်သွားပြန်ပြီရှင် ော့ခုနပဲရောက်သွားစမိုင်းစီရောက်သွားအဲ့ဒါဇွန်နီလာသေးပြောတာနော်မကင်မို့ပြောတာမဟုတ်နော်ဇွန်နီလာသေး credit ပေးတယ်နော်ငါသူများဟာတယ်ငါဟိုကလောက်တာမဟုတ်ဘလို့နေရတယ် tax ဆောင်ရင်တိုင်းပြည်အတွက်ဘလို့အကျိုးရှိတယ်ငါဒေါအောင်ဆန်းစုကြည်တမိဖြစ်တဲ့အတွက်ငါဒီလိုပဲပြောမှာပဲဒေါအောင်ဆန်းစုကြည်အိမ်မှာဒေါအောင်ဆန်းစုကြည်အိမ်မှာသူတို့ဖမ်းတဲ့အခါမှာအိမ်ပေါ်နေခွေးတကောင်နဲ့ ကမ္ဘာနိုင်ငံအသီးသီးကသူ့ရဲ့အချစ်တော်တွေလှူထားတဲ့အင်ဂျီတွေနဲ့ဝီယာသူပြောတဲ့ဟိုတောက်ဖက်နဲ့65ဒေါ်လာတောက်ဖက်နဲ့အမေစီးတဲ့ဖက်နဲ့က comfort ဖက်နဲ့လို့ခေါ်ပါတယ်အမေစီးတဲ့ခြေညက်ဖက်နဲ့ကလေးကအောက်မှာအရင် comfort ဖြစ်ပါတယ်အမေကကျမတို့လိုမဝါတဲ့လူဖြစ်တဲ့အခါကျတော့လမ်းလျှောက်တဲ့အခါကျရင်အရင်တိတာတယ်အဲ့ဒီခြေတော့ကိုအရင် comfort ပေးတာအမေစီးတဲ့ဖက်နဲ့က ေါ်လာ65ဒေါ်လာပဲရှိတယ်အမေတကူလုံးမှာတန်ဖိုးရှိတာဆိုလို့ဘာမှမရှိနောက်အမေကနိုင်ငံသားတွေသွားတဲ့အခါကျရင်ရတနာတွေဆွဲပါတယ်ဒါဟုတ်ဒီမှာတခါလေးရှင်းလင်းထားပြစီအဲ့ဒီအရေးကသူများစပွန်ဆာလောက်တာပါနော်ပြီးအမေပြန်အံ့လိုက်တာပါအမေစီမှာတိုင်းရင်းသားပေါင်းစုံကျမတို့လိုပဲအခုကျမဆွဲကြိုးလိုပဲဒီကချင်ကရကရင်ချင်းဆိုရယ်တိုင်းရင်းသားတွေပေါင်းစုံထားတဲ့ဆွဲကြိုးလေးတစ်ကြိုးကလွဲပြီးတော့အမေစီမှာထူးထူးတန်းတန်းရတနာတွေသူတို့ပြောဆိုလို့အမေကလက်စားတယ်ဗတ်တယ်ပေါ့နော အမေရဲ့အိမ်မှာ cherry ထပ်တို့ပါလို့ရှိတဲ့ခါကျတော့အမေမှာ walkie talkie မရှိလို့ရမလားသူ့ရဲ့ bodyguard တွေရှိပါတယ်ဆိုနိုင်ငံတော်အတိုင်းအမြံမှာဆိုမှ walkie talkie ရှိလို့ဆို walkie talkie ဥပဒေနဲ့ဖမ်းတာမေလူတို့ကြံဖန်ကြံကြံဖန်ပြီးထောင်ချောက်စင်တယ်ဆိုတော့အဲ့ဒါဘာမှအမေမှာတကယ်သာဒေါ်လာ အပုံလိုက် ရွှေချောင်းအထုပ်လိုက်ဆို အကီနိုမာကိုဆို မာကိုဆိုခေကလိုဖနက်တရံဒေါ်လာ3000တန်း အထအရန်တရာဆိုရင်တော့ဘောင်ဆန်းစုကြီးအဲ့နေတည်းကဂွမ်းသွားပြီခင်မိုးတို့လည်းတတ်တာလှုပ်သွားပြီငါကြည်ညိုတဲ့လူပုပ်ကွာစာဒီလိုပါလားဆိုမြမပြီလဲသွားတော့ငါတို့ပါငါတို့ရှင်တန်တော့မယ်တခြားတိုင်းပြီငါငါကြည်ညိုတဲ့ငါအားကိုးတဲ့ငါထောက်ပတ်နေတဲ့ခုချိန်ထိအဲ့သူ့ရဲ့တစ္ဆာတရားကြီးကိုသိတဲ့ငါအခုချိန်ထိထောက်ပတ်နေဒီလိုင်းမီကို support လုပ်နေတည်းရဲ့ဆိုသူရှိနေတဲ့တစ္ဆာတရားကိုယုံကြည်လို့ ငါတို့ရှိမှမမမမင်းမြတ်ရှိတာကိုနော်ဟိုဝင်းဟိုဥစားတမလိုက်ဥဝင်းမြင့်ဆိုလဲကြောင်မြောင်းမှာတိုက်ခန်းကားနေတာနင်တို့ဗမာပြည်ကလူတွေဆိုရင်တော့ဒါကြိုက်မှာမဟုတ်နင်တို့ကဖြိုးမြောင်းတခြင်းတွေကလူတွေအများကြီးပဲငွေဆိုတော့ဒုတိယဖျားသခင်ပဲဆိုနင်တို့ဖျားတဲ့လောက်မှချစ်အောင်မငွေရောအဲ့ပစံပင်နာရရမလဲဆိုစဉ်းစားနေမှာအခုဒါကဆရာနာရှင်ကြောင့်လူတိုင်းမှာအိတ်စိတ်ရှိခြင်းမှာရှိမှာဒါမဲ့ တိတက်လာပြီပညာတက်လာပြီလူတော်တိုးခြင်းလာပြီဆိုရင်ပတ်စံကိုပို့လို့ခြင်းတယ်ပတ်စံကအရာတိုင်းကိုချောမွေ့အောင်မြင်စေခြင်းတာတော့မှန်တယ်ဒါပေမဲ့မတရားရတဲ့ပတ်စံကချောမွေ့အောင်မြင်တယ်ဖြစ်ဖြစ်ဒါခဏတာပဲ just temporary ပဲအဲ့ဒီပတ်စံကိုဘာမှမသိပဲနဲ့ကလေးတွေကိုဇွတ်မိတ်ပြီးတော့ငါရှင်သင်မဖြစ်မှဆိုသမီးတွေလည်းဖာခံခိုင်းတော့သားတွေလည်းပိုင်းလုံးလောက်ခိုင်းအဲ့ဒါခစ်ပြောင်းသွားတာ ဒါတွေကတကြောလုံးငါတို့ရဲ့တိုင်းပြည်ရဲ့အညစ်အညမ်းတွေဖြစ်ကုန်တယ်။စနိုက်ကြော်ရတာကိုအကျစ်ပါပြီးတော့စနိုက်ကြော်ခြင်းသွားတာ။ဒါတွေကရိုးရမှာမဟုတ်တာ။ဒါတီလာပြတ်ခြင်းမှာ။တစ္ဆာမရှိလို့တီလာပြတ်လို့။နောက်မိန်းကလေးတွေအရက်တောက်တာကိုခတ်တီနေနဲ့ခွင့်ပြုထားတာ။ဒီလောက်အပူချိန်မှာအရက်တောက်သေးတယ်။ငါငငယ်တဲ့ငါအဖေကပေးတိုက်ပေးမယ်။ငါအမေကမကြိုက်လို့ငါတို့ကမတောက်ဘူး။အခုဒီအမေရိကန်ကြီးဖြစ်နေတယ်အမေရိကမှာနေတယ်။ အငယ်ကြီးနေပိုင်းနဲ့သွားရင်အဲ့တောက်ထဲနဲ့ညဆိုရင်ငါငါသားနဲ့တော့မှငါသွားပြီးတော့အနာမကပ်ရဲဘူးအခုချိန်ဒီကိုသားသမီးရစာကိုက respect ပေးတယ်ငါအဖေပဲငါရက်တော့မှာပေါ့ငါအမေပဲနှလုံးထိုးမှာပေါ့နင်တို့ဘာဆိုင်လို့လဲသားသမီးပေါ်လဲမိဘတွေကတစ္ဆာမရှိဘူးမိဘတွေကလည်းနေချင်းလို့နေတယ်သားသမီးတွေကလည်းနင်တို့အားလုံးငါတို့အားလုံးအတူယူနေရတာဖြစ်တဲ့အတွက်စနိုက်ကြော်တယ်ဆိုတာလဲပုံမှန်လို့ဖြစ်လာတယ် တစ္ဆာတွေပြက်ယွင်းပြီးတော့ KTV သွားတယ်ဆိုရလဲအဖေလှုပ်လို့ဖြစ်လာတယ်အမေကလည်းစိတ်ညစ်လို့ကွာဆိုပြီးနှလုံးတီးတယ်စွတ်ထိုးတယ်အဲ့တော့တစ္ဆာပြက်ခြင်းတရားကြောင့်ငါတို့တိုင်းပြည် shaking ဖြစ်တာအခုလိုကာလမျိုးမှာအရန်ချမ်းသာနေရတာအမှန်တိုင်းပြောရင်ရှက်တောင်ရှက်ဖို့ကောင်းအရန်ချမ်းသာရိုးရိုးချမ်းသာတော့ ဟုတ်ကဦးမြအောင်တထင်းသမီးလိုမျိုးတော့မှာတက်ပြီးတော့စိတ်မပြန်မပေးတဲ့အုပ်စုတွေအခုမြေမျိုးတဲ့ထဲမှာပါသွားတော့မိုးကဦးမြအောင်ဆိုတာကမွေးကလေးကမိုးကတွင်းထဲမှာကျွကြောက်တွင်းထဲမှာမွေးလာသူ့မှာသမီးတယောက်ပဲရှိတယ်အဲ့ဒီဦးမြအောင်သမီးတက်တက်ခါတဲ့သမီးอ่ะအဲ့ဒီစိတ်တွေကိုပြန်မပေးတဲ့လူတွေအုပ်ချုပ်တဲ့နေရအဲ့ဒါဟာပုံမှန်လို့ဖြစ်လာတဲ့ငါတို့ရဲ့ကာချာပြောင်းသွားတာ ငါတို့အဖေလက်ထက်တုန်းကဆိုရင်တီသွားတဲ့အစိုးရယုံနေမှာတငယ်ချင်းလှုပ်လာရင်လက်ဖက်ရည်တစ်ခွတ်တိုက်လိုက်ဟေးဘသူရေကွာဆိုပြောလိုက်တယောက်နဲ့တယောက်က friendship ဖြစ်သွားပြီးတော့အလုံးလောက်ရတာပို smooth ဖြစ်သွားပြီမယ်အမြင်နဲ့သွားတိုင်းငါတို့ file အောင်မြင်မှုအတွက်ငါတို့ရဲ့ဟိုတင်မောတဲ့ပစ္စည်းတွေအပြင်ထွက်ဖို့အတွက်လက်ထိုးစရာမလိုဘူးအဖေခေကငါခေလဲကြရောဒီလက်တွေထိထားတဲ့ကောင်တွေဒီလူတွေကညွန့်မှုတွေ အရာရှိတွေဖြစ်လာပြီးတော့စိုင်းထိုးတဲ့နေရာမှာသူတို့ကနေရာယူလာတယ်မိုးကြွှေကိုတွေအဲ့ဒီကောင်တွေကိုငါတို့ကငါတို့ပစ္စည်းတွေငါတို့ဘီလက်မြေတွေခဲမှာဆိုလို့တင်းမောဘွားနေပြီးတော့ကုံတယ်စီရောက်ဖို့ငါတို့ကရှင်းလင်းရေးကိုယ်စားလှယ်လုပ်ရတယ်အဲ့ဒါကို custom broker လို့ခေါ်တယ် market board လုပ်ခဲ့တဲ့မြန်မာပြည်ကလုပ်ငန်းမှာအဲ့ဒီလူတွေကိုငါတို့ကလက်ထိုးရတယ်အဲ့ဒီလက်ထိုးတယ်ဆိုတော့ပုံမှန်ရနေတဲ့ငွေမဟုတ်သူ့ရဲ့လစားတဲ့သူ ပို့ရနေငါကလည်းတရားလို့သူ့ကိုပေးတာမဟုတ်ငါရဲ့ ကုံတယ်ဘီးလက်မြေတွေခဲမသွားအောင်လို့ငါအမြန်ဆုံးထုတ်ပေးရငါဆိုတာလည်းမပေးချင်ပေးချင်နဲ့ပေးရကုံတယ်ဆိုတာကတထေးဆိုတာက business လုပ်ပါတယ်ဆိုမှအမြတ်ကြံခြင်းလို့လုပ်တယ်သူ့ကိုပေးလိုက်ရတဲ့လက်ထိုးတဲ့ပတ်စံငါတို့အခွန်နေဆိုပြီးတော့ငါတို့တိုင်းသူပြည်သားတွေစီလည်းရောက်လာတာမဟုတ်ငါကတော့ cassette department နဲ့အမြဲအကျိတ်နဲ့လူဆွဲလာတဲ့လူဖြစ်တဲ့တော့ငါအဲ့ department ကငါအမုံဆုံးပဲငါတာငါရင်ဆိုင်လာတာအဲ့တော့ သူတို့ငါတို့လက်ထိုးလိုက်တဲ့အတွက်အဲ့ဒီကုံတွေကအဲ့ဒီလက်ထိုးကငါတို့စာရွက်စာရန်ရှင်းလင်းရေးကိုယ်စားလှယ်ရဲ့ပွဲစားကပေါ်မှာကြီးတို့ကဒါဆိုစာရွက်စာရန်ပွဲစားပေါ့နော်အဲ့ဒီဒီပွဲစားတွေကိုလည်းပတ်စံပေးရတယ်ဒီပစ္စည်းရဖို့အတွက်ဒီဘီလက်မြေအကြိုက်ထိုင်ခဲတယ်မြင်မြန်ထုတ်ရတယ်အဲ့တော့အဲ့ဒီဘီလက်မြေကိုမြင်မြန်တိုက်ဆောက်တဲ့စီကိုမြင်မြန်ရောက်ဖို့ကုံတွေကသူ့ရဲ့ အစစ်စစ်ဖြတ်တန်းလာတဲ့သူ့ရဲ့ကုံကြားစိတ်ကိုပေါင်းလိုက်တဲ့ကောင်မပြည်သူလူထုဖြစ်တဲ့ငါတို့ပြည်သူတွေစီကိုရောက်တဲ့ကောင်မပြီးလက်မြေတအိတ်တိုင်တတတကြက်တိုင်ပြည်သူစီရောက်ရင်သုံးချက်ဖြစ်သွားတယ်နိုင်ငံသားကပို့တော့85ဗျာတင်းမောပေါ်ရောက်တာ တမတ်လောက်ပဲကုံမယ်ငါတို့ဒီအစိုးရပါဆိုတဲ့သူတို့လူချင်းချင်းစားခွင့်ပေးထားတာအဲ့ဒါမမပြီမှာရိုးရဘာဖြစ်လာလဲဆိုတော့ဒီကတ်ဆန်ဒီပါမန့် အဲလာရှိုးမှာရဲမှုဖြစ်တာတို့မူးရစ်မှာရဲမှုဖြစ်တာတို့နော်အဲအခု passport department တို့နော်ဒီလူဝင်မှုကြီးကြပ်ရေး department မှာ အလုပ်ရတဲ့လူတွေဆိုခံကောင်းလိုက်တာဟုတ်တယ်မလားကာချာပြောင်းသွားတယ်မလားဒါသူရုံမှာလက္ခဏာလို့ခေါ်တယ်ငါတို့တိုင်းပြည်အကျင့်ပြတ်ချစားတဲ့လူတွေတစ္ဆာတရားမဲမှုကြောင့်ငါတို့အစင်းစင်းပင်းရင်ပင်းရင်နဲ့ငါတို့မှာ စားသုံးသူစီလဲရောက်ကော quality မမီတဲ့ပစ္စည်းတွေကိုငါတို့လူမျိုးတွေအများကြီးဒုက္ခခံပြီးတော့မြန်မာပြည်တဲ့ကိုတွင်းတာနောက်တစ်ခုကမြန်မာပြည်တဲ့ကလူကကိုယ့်ပစ္စည်းလဲကိုတန်မိုးထားအောင်မသိငါပြန်လာပြီးဆိုဘိမ့်မဟုတ်တဲ့ရှာစားရတာနဲ့ဒီမှာမှမရှိပဲဟမ်ဥစ္စာတော့မုတ်လင်မရတော့ဘာလို့ကတော့ကြောင်မြောင်းစေးသွားစားရှာလို့ရတယ်တချို့ပစ္စည်းတွေကအမေရိကန်မှာဘလို့မှရှာမရတဲ့မုတ်စိမ်းမောင်းတို့ငါလည်းမလုပ်တတ်ဘူးငါမုတ်မလုပ်တတ်တဲ့လူမုတ်စိမ်းမောင်းတို့ တောင်လိုင်းကြီးမုံလို့ထန်းသီးမုံလို့ဗမာပြည်အမေရိကန်မှာမရှိဘူးကိုပစ္စည်းကိုတန်မိုးမတားတဲ့လူတွေကများလာတဲ့ခါကျတော့ခုနတော့ကစကားနဲ့ဆက်ပြီးပြောရင်မြန်မာပြည်မှာဗမာဘာညာကွိကွာ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 ကွိကွိကွာကွာလှုပ်တဲ့လူတွေကိုရဲ့ပစ္စည်းကဘာကဘာစံချိန်ပြီးပြီလားထဲထဲမှာစားတောက်တွေထဲမှာထဲကျင်တာတွေထဲတယ်စေးသေးတာတွေထဲတယ်တိုင်းအဲကာလာတွေက ာသုံးတဲ့ကာလာလာစားတော့ဆရာရဲမှာထဲတဲ့ကာလာလာဘာလာမသိဘူးဘာလို့လဲဆရာနာရှင်ကငါတို့ပညာချိုးချလိုက်ငါတို့မုံနေရလဲ quality မမီဘူးနောက်မြန်မာပြည်မှာ90တက်တန်းဆိုရင်အကုန်သေးကုန်ဟောကင်ဆာနဲ့အရက်တရားစား quality မမီဘူးဖျုပ်ထဲတာနဲ့ညက်ဖနက်ထဲတာနဲ့ဆိုတော့ငါတို့အဖိုးတွေအရက်တောက်တယ်ငါတို့ကရင်ကြီးတွေကငါတို့အဖိုးတွေကရင်ကြီးတွေအရက်တောက်တယ်အင်္ဂလိပ်စစ်တဲမှာငါအဖိုးတယောက်ပါဘူးတဲ့ သူတစ်ထက်လုံး communix တောခုသွားတဲ့အချိန်မှာငါဖိုးအရက်တောက်ပြီးကြိုင်းခဲ့တာမူးနေလို့အဲ့အဖိုးအရက်တောက်တာအသက်80ကျော်နေသွားတယ်အရက်က quality ကောင်းလို့ငါဦးလေးအရက်တောက်တယ်အဲ့အဖိုးရဲ့တူငါဦးလေးငါတို့ရမ်းချစ်တာမဟုတ်ဘင်းကဦးလေးတဆိုးမရှိဘူးအသက်40 50လောက်မှသေသွားတယ်ငါရွယ်လောက်မှငါဦးလေးသေသွား quality မမီတဲ့အရက်တွေကိုတောက်လို့ဟိုးကိကလူကြီးတွေက မိမဆိုလဲတစ္ဆာရှိတယ် KTB လဲမသွားဘူးဒီလိုလိုင်းပေါ်မှာလဲဖင်လောက်တာလဲမကြည့်ဖို့အချိန်မရှိဘူးနော်ဟိုဗီဒီယိုတွေဆိုဘယ်လိုမှမမြင်ဘူးတဲ့အရာဟိုလုံးကစာအုပ်ကလေးတွေလောက်လူကြီးတွေကြံဖန်ပြီးတော့ရှိုးကြတာရှိတယ်ဒါရန်ကုန်သူရန်ကုန်သားနည်းနည်းလေးခစ်ဆန်တဲ့လူတွေလောက်ပဲသိရမိမပေါ်လဲတစ္ဆာရှိတယ်တော်လိုက်တာ မိမဘော်လဲသစ္စာရှိရဲ့မိဘဘော်လဲသားသမီးရဲ့သစ္စာရှိတယ်။တကုဘမကာချာမှာမိနေတာကသားသမီးကိုမိဘသစ္စာရှိမရှိသိမသေးကြတော့အာကျမရဲ့ true story လေးနဲ့ပြောရင် သားသမီးကိုသစ္စာရှိမရှိသိမသေးကြတော့ဒါမိဘတွေနဲ့ဆိုင်သွားပါပြီ။နော်ဒီလိုသစ္စာပြည့်ယွင်းမှုတွေကြောင့် လေမာကြီးတို့ငငယ်တို့ကကြံ့ရေးဆိုတာလေကြံ့ဆိုတာကြိုက်လိုက်ချိုးနေပါတည်လားကြံ့စားရအောင်ကြံ့ဝါတည်လားဘာဖြစ်လို့လဲဆိုတော့လေမြမလူမျိုးကသွားရောသွားနဲ့ပတ်သက်တဲ့ကျမ်းမာကြီးကဟိုပညာပေးအားနဲ့တယ်မလားကြံ့ဝါလိုက်တဲ့ခါကျအแทးတွေကဟာတယ်အကုန်လုံး clean လုပ်လိုက်ကောတည်လားအဲ့လို clean လုပ်လိုက်တယ်ဆိုရင်ပါးစပ်အနံ့နေပါလေတတ်တာဝါတယ်ကြံ့ရေတော့မတောက်နဲ့ပေါ့ကြံ့ဝါနောက်ဒိန်ညင်တောက်တည်လားဒိန်ညင်က ဟိုဟာမိန်းကလေးတွေတော့လည်းကောင်းတယ်ယောက်ျားလေးတွေတော့လည်းကောင်းတယ်ယောက်ျားလေးတွေကဟိုကိစ္စမှာကောင်းတယ်မိန်းကလေးတွေကြတော့ဒီမီးရဲ့ကိစ္စဒီတဲ့အိမ်မှာဖြစ်နေတဲ့ယောဂါတွေအနံ့နေရှိရမလားအဲ့အနံ့နေကဒီတိုင်းပြည်မှာဒိန်ကျင်အယောင်ကောင်းဆုံးထဲမှာပါတယ်ငါပြောသည်ရဲ့ဒိန်ကျင်ရဲ့ဒီစားတောက်ကုံထဲမှာအယောင်ကောင်းဆုံးပါအဲ့တော့ဒိန်ကျင်စားကျွမ်းမိုင်းနဲ့ညီညွတ်တယ်ဒါဒါစားလို့ရတဲ့နေရာလူတွေပြောတာပေါ့နော်တော်ရရလူတို့ ခုမန္တလေးကလူတို့တော့မပေါဘူးခဏလေးအဖေအဖေဘုန်းဆက်နေ